ကဲမင်္ဂလာပါမျိုးတို့ရေဒီကနေ့ကတော့ကျွန်တော်တို့အရန်လေးနဲ့ပဲကျန်တဲ့နှစ်သိမ့်နဲ့ရတယ်ပေါ့နော်အရန်လေးနဲ့ပဲကျွန်တော်တို့အောင်ခဲ့တယ်နော်အရန်မဲ့အောင်တာနော်ဒါဓမ္မအကုန်မထိုးရတဲ့လူမအောင်ပါဘူးနော်ကျွန်တော်တို့ဒီမှာပထမဆုံးမနေ့ပိုင်းမှာကျွန်တော်တို့ရှင်းကားလို့ထွက်တယ်နော်ဟုတ်တယ်နော်ရှင်းကားလို့ထွက်တယ်မနေ့ကလည်းအခွေတော့ဒီအကီးကအခွေထွက်တယ်ဒီကနေ့လည်းအကီးကအခွေအနေနဲ့ထွက်သွားတယ်နော်နောက်တစ်ခါညနေပိုင်းမှာကျွန်တော်ငါးနှစ်တယ်ငါးနှစ်ကြာတော့ကီးထိတ်ကကျွန်တော် ထိတ်အနေနဲ့မဆွဲပဲကီးအနေနဲ့ဆွဲပြီးတော့နှစ်တလုံးဆွဲပြီးတော့ကျွန်တော်ကီးရိုးရိုးကထိတ်အနေနဲ့ပြန်ဆွဲ50နှစ်ဆိုပြီးတော့ကျွန်တော်တို့ဒီမှာပေးထားတဲ့မှာကျွန်တော်အရန်အနေနဲ့ပဲအောင်ခဲ့တယ်နော်ဘရိတ်ကလည်းခွန်ဘရိတ်ဆိုပြီးအရန်ဘရိတ်ကပဲကျွန်တော်တို့အောင်ခဲ့ပါတယ်ဗျာနော်ဒီ16ဆွဲတပြားကတော့ကျွန်တော်မထွက်သေးဘူးအဲ့တော့16ဆွဲတပြားကဒီကနေ့ထွက်နိုင်ကြီးအားကောင်းရဲ့လားတိချောက်ကဘာကြောင့်ကျွန်တော်ပေးခဲ့တာလဲဆိုတော့အမျိုးလိုတည်ရနော်ကျွန်တော်နိုင်တာတော့မရှိဘူးစာရွက် ကျွန်တော်လည်းမဝဲအောင်နော်ဒီမှာဒီနှလုံးပူးတဲ့အတွက်တိချောက်တပြားဆင်းရမယ်တဲ့နှစ်ရက်အတွင်းမှာဆိုတော့ဒီမှာဒီဒီရက်မှာမဆင်းရင်ဒီရက်မှာတော့ကျင်းသေးတယ်နောက်တော့ဒီမှာထပ်ပြီးတော့ထောက်ပေးတာကတိတိလို့ထောက်ပေးရတဲ့တိတိချောက်ကပိုးပြီးအားရှိရအားရှိတဲ့အပြင်ကိုကျွန်တော်ဒီကနေ့ထပ်ပြီးရှာလို့ရတဲ့ဝမ်းကျင်းလေးရတယ်တိချောက်ဖြစ်နေတယ်ဘလို့ဖြစ်နေတယ်ကျွန်တော်ပြမယ်နော်ကြိုက်ချင်တဲ့ယူပေါ့ဟုတ်လားဒီကြိုက်ချင်တဲ့မယူပါနဲ့နော်အဲ့တော့ကျွန်တော်တို့စလိုက်ကြအောင်ဗျ။ဘယ်ကစမလဲဆိုတဲ့အခါကျတော့ကျွန်တော်စတွက်မယ်ဆို6နှစ်4ရက်ကနေစတွက်လိုက်မယ်ဗျ။နော်။ 6ဆိုဒီလိုမျိုးထွက်ထားတယ်အဲ့ဒါကိုကျွန်တော်တို့ကဘလို့1ချင်းရှာထားတယ်ဆိုတော့ကျွန်တော်နီးရတော့တော်တော်လေးတော့အပြင်ရှိတယ်တော်တော်ညာလေဟိုခါတိုင်းနေလို့ရာသပံပုံစံမျိုးကြီးတော့မဟုတ်ဘူးเนาะအဲ့မှာကျွန်တော်တို့ဘာလဲဆိုတော့ဒီ9နဲ့တဲ့ဒီ6နဲ့ပေါင်း1ပါတဲ့1ရဲ့ပါဝါဒီ6 1 6ဆိုရတဲ့ဗျာဒီအပြင်မှာဆင်းရမယ်တဲ့ โอเคရှင်းရလားကျွန်တော်တို့အဲ့မှာကြည့်မယ်ကြည့်မယ်ဆိုတဲ့အခါကျတော့3 3နဲ့မအောင်ပါဘူးဟော1 1တဲ့ဟော1 1မှာ1တလုံးထိပြီးတော့ကျွန်တော်တို့အောင်ခဲ့တာကိုအမျိုးတို့တွေ့ရမှာပဲဖြစ်ပါတယ်ဗျเนาะ1 1ဆိုပြီးကျွန်တော်တို့ထွက်အောင်ခဲ့ပါတယ်ကဲနောက်တစ်ပြင်ကိုတွက်ကြည့်ပါအောင်မြင်နောက်တစ်ပြင်က1846တဲ့1846 3966 3966 တောင်ညာနှင်း59ကိုဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့တော့ကျွန်တော်တို့တွက်မယ်ဆိုရင်ဒီ6ရဲ့ဒီ9ရဲ့ပေါ5ပါတဲ့5ရဲ့ပါဝါ3ညာ5 3ညာဆိုတဲ့နှလုံးကဒီအပြင်မှာဆင်းရမယ်တဲ့ဟောဆင်းရောဆင်းရလားကြည့်လိုက်ကြအောင်အဲ့မှာ26တဲ့ဟောမဆင်းသေးပါဘူး3 5ဲ့ဟော3 5မှာတော့ကျွန်တော်တို့5တလုံးထိပြီးတော့အောင်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်ကဲနောက်တစ်ပြန်တွက်ပါမယ် ခွန်ခွန်လေးခွန်ကိုငါ၃နှစ်ကိုငါ၃နှစ်တုံညာ၃၆တိတုံညာ၃၆တိဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထပ်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီနှစ်ကဲတဲ့ဒီတစ်ကဲပေါင်း၃ပါတဲ့၃ရဲ့ပါဝါ၈၃၈ဆိုရတဲ့ပြဒီအပြင်မှာဆင်းရမယ်တဲ့ဟုတ်ကဲ့ဆင်းရလားကြည့်ရအောင်အဲ့မှာဘာထွက်သွားလဲဆိုတဲ့ခါကျတော့ခွန်ရှိတဲ့ခွန်ရှိမှာရှစ်တုံးထိပြီးအောင်ခဲ့ပါတယ်၄တိတဲ့၄တိမှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျနော်

အဲ့ဒီမှာကျွန်တော်ဗာထွက်တာတည်းဆိုတဲ့ခါကျတော့6တတဲ့မအောင်ပါဘူး6နှစ်တဲ့ဟော6နှစ်မှာနှစ်တလုံးထိပြီးကျွန်တော်တို့ကအောင်မြင်ခဲ့ပါတယ်ဗျကဲနောက်တစ်ပြောင်းတက်ပါမယ်6နှစ်တခွန်6နှစ်1 3 6 3 6 3 6 3နှစ်363ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့တော့ဒီ3နဲ့ဒီ3နဲ့ပေါင်း 6ပါတယ်6ရဲ့ပါဝါတိ6 1ဆိုတဲ့ဗျာဒီပြင်မှာဆင်းရမယ်တဲ့ဟဲ့အဲ့တော့ကျွန်တော်ဆင်းလားမဆင်းလားကြည့်တရအောင်ခတ်သွားတာကမနေ့ပိုင်း9တဲ့မအောင်ပါဘူး36တဲ့ဟော36မှာ6တလုံးထိပြီးကျွန်တော်တို့အောင်မြင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြန်တွေ့ပါမယ်3968 3968 8435ခွန်လေး3905ဆိုပြီးဒီမျိုးထွက်တာတယ် နောက်တစ်ခါ3 3ညဆိုပြီးတော့ဒီလိုမျိုးထွက်ပြီးတော့ဒီမှာကျွန်တော်တို့မထွက်ပဲရှိခဲ့တယ်မထွက်ပဲရှိခဲ့တဲ့အတွက်ကျွန်တော်တို့ကဒီမှာအောက်တစ်လုံးနဲ့ပေါင်းမရဘူးသူတစ်လုံးနဲ့ပဲကျွန်တော်တို့ကယူမယ်ဗျနော်အဲ့တော့ဒီမှာ5တစ်လုံးနဲ့ထွက်တယ်ဒီအောက်မှာကျွန်တော်တို့ယူရမရှိဘူးအဲ့တော့5 5ရဲ့ပါဝါ3ည5 3ည ਆ လေအဲ့လိုယူရင်ရောထွက်ခဲ့လာတယ်ကြည့်လိုက်ရအောင်4ည4 3ည ਆ တယ်4 3ည3ည3လုံးထိပ်ပြီးအောင်ခဲ့သလို6ည3ဆိုပြီး3ည3လုံးထပ်ပြီးဟောညာရောမနဲ့ကောတော့သူကအောင်လိုက်ပါသေးတယ်ဗျကဲနောက်တစ်ပြင်ကိုတွက်ကြည့်ပါမယ် တုံတုံညာနှစ်တက်6 9နှစ်6ခွန်9နှစ်လေးတုံးတက်လေးလေးတုံးတက်လေးဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီနှစ်ကဒီလေးရဲ့ပေါင်း6 6ရဲ့ပါဝါတက်6 10ဆွဲတပြားဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ထွက်ခဲ့လာကြည့်ရအောင်65တဲ့ဟော65မှာ6တုံးထိပြီးအောင်ခဲ့ပါတယ် တစ်6ဟောတစ်6မှာတစ်ကော6ကောထိပြီးတော့ကျွန်တော်တို့အောင်ခဲ့ပါတယ်ဗျအဲ့ဒီနေရာမှာကျွန်တော်လူဟောင်းတွေတိပါတယ်เนาะကျွန်တော်တို့တချို့ဆိုရင်1ချင်းဆိုရင်ရှောင်းတယ်เนาะအမှန်မှာ1ချင်းကရှောင်းကြရမလို့ဗျ1ချင်းကထဲ့ထိုးရမှာဘာဖြစ်လို့လဲ1ချင်းဆိုရဲ့အတိတ်ပဲကကျွန်တော်အမြဲတမ်းလည်းပြောခဲ့တယ်1ချင်းဆိုရင်ဒီ6တစ်ဆိုတဲ့ကဏ္ဍထွက်ရမယ်တို့တကယ်လို့များမထွက်ခဲ့ရင်တလုံးချင်းရမယ်ဆိုရဲ့အတိတ်ပဲကိုပြောခြင်းပဲဖြစ်ပါတယ်เนาะအဲ့ဒါကိုတချို့1ချင်းဆိုရင်ဒဲအီးမို့လို့မထိုးဘူးဆိုတာရှိပဲအဲ့တော့မထိုးပဲမနေပါနဲ့เนาะအဲ့တော့နောက်တစ်ပြင်ကိုကျွန်တော်တို့ဆက်တွေ့ပါမယ် နောက်တစ်ပြင်ဆိုတော့ကျွန်တော်တို့မနေ့ကအတွက်ပေါ့နော်တောက်ကြနေအတွက် IMA 8 8 4တဲ့8 8 4တဲ့8 8 4တဲ့ရှင်းငါးငါးနှစ်ရှင်းငါးငါးနှစ်ငါးနှစ်ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါဗါးအဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်၄ရယ်နှစ်ငယ်ပေါင်း 6ပါတဲ့6ရဲ့ပါဝါဒီ1 6တစ်ဆိုတဲ့ပြားဒီဘင်မှာဆင်းရမယ်ဟောခုနကကျွန်တော်ပြောထားတယ်6တစ်နဲ့သွားမကိုက်ညီဘူးလားနော်ကိုက်ညီတယ်အဲ့တော့ကျွန်တော်တို့ key take ကလေးတွေရေးလိုက်ရအောင် key take ကြီးထိတ်ကကျွန်တော်ဗာလဲဆိုရခါကျတော့835ပါတဲ့ ခုနဝမ်းချင်းကကျွန်တော်တို့ဝမ်းချင်းက16ပါတဲ့เนาะ16တဲ့အဲ့တော့ဒီနှစ်ခုကတ်မယ်ဆိုရင်8 1 3 1 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 46 46 46 46 46 46 46 46 46ဆိုဒီလိုမျိုးရမယ်အဲ့မှာ8 8တဲ့ကတော့ကျွန်တော်ခဏခဏထွက်ပြသားမလို့ဖြည့်ရင်ဖြည့်ပြလိုက်เนาะထည့်ရင်လည်းထည့်ပေါ့အဲ့တော့ကျွန်တော်တို့ဒီလိုရပြီတဲ့အဲ့တော့ကျွန်တော်9ခွက်ထည့်ပေါ့เนาะ9ခွက်ထည့် အကုန်ထိုးခြင်းနဲ့ထိုးပေါ့မထိုးခြင်းဘူးဆိုရင်ကျွန်တော်ကချုပ်ကထက်စဉ်းစားမယ်ချုပ်ကထက်စဉ်းစားမယ်ဆိုရင်နေရာမှာဒီမှာကျွန်တော်ပြောချင်တာကရိုးရိုးခါတိုင်းပြေးနေကြဗရိတ်ကဘာရတယ်ဆိုတော့ဒါကြတော့ခွန်3 2ရှစ်ဆိုပြီးရပါတယ်တဲ့အဲ့မှာခွန်3ကကျွန်တော်တို့ main brake တဲ့ဒါပေမဲ့အဲ့မှာကျွန်တော်တို့ခွန်3နဲ့ပတ်သက်တာလုံးဝမရှိဘူးမရှိတဲ့အခါကျတော့ဒါဆိုရင်ကောင်းပြီကျွန်တော်တို့ကဒီဗရိတ်နဲ့ဒီကီးနဲ့ကီးထိတ်နဲ့ဒီဗရိတ်နဲ့ပဲပြီးမလားဒီဝိုင်းချင်းနဲ့ဒီဗရိတ်နဲ့ပဲပြီးမလားတို့ဒီမဟုတ် နောက်တစ်ချက်ကျွန်တော်တို့သိရမှာကဘာလဲဆိုကျွန်တော်ကတ်ယူထားတဲ့လူတွေသိရနော်ကျွန်တော်ပြောမယ့်ကတ်ယူထားတဲ့လူတွေသိတယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့တစ်ထိတ်လို့ထွက်ပြီးသားရင်းနေနော်6149ဆိုတဲ့ break 6149ဆိုတဲ့ break ကျွန်တော်တို့၃ရက်အတွင်းမှာစင်းနိုင်ပါတယ်တဲ့အဲ့ဒါကျွန်တော်ကတ်ယူရတဲ့လူတွေပေးထားရှိရနော်နောက်တစ်ခါနှစ်ခွန် break နှစ်ခွန် break ဆိုတာကျွန်တော်ပြောမယ်နော်နှစ်ခွန် break ဆိုတာဒါဟိုတုန်းကနေကကျွန်တော်အများအားဖြင့်ပြောခဲ့တယ်ဟုတ်လားနှစ်ခွန် break ဆိုတာဒီမှာနှစ်ခွန် ဟိုနော်ရှင်းနဲ့လေးနဲ့ပေါင်းနှစ်နှစ်ခွန်ပေါ့နော်နှစ်ခွန်ပြိစင်းပြီးသွားရင်နှစ်ခွန်လေးကိုဆိုပြိစင်းရမယ်တဲ့ဆိုဒီမှာခွန်ပြိစင်းနေနော်တို့အတူပဲကျွန်တော်တို့မနေ့ပိုင်းတစ်ထိတ်လို့စင်းပြီးသွားရင်ဆိုတာထားလိုက်တော့နော်တစ်ထိတ်ကကျွန်တော်အခုမှဒီမှာတစ်ထိတ်ကတစ်ရှိတ်ကမနေ့ကထွက်တာလားနော်အဲ့တစ်ထိတ်ပေါ့နော်မနေ့ကကျွန်တော်ဒီမှာတစ်ထိတ်ထွက်ထားတာက6တက်4ကျော်ပြိကကျွန်တော်တို့မစင်သေးဘူးနော်6တက်4ကျော်ပြိကမစင်သေးဘူးထို့အတူပဲကျွန်တော်တို့ခုနခုန 52ဆိုတော့ complete ပေါ့နော် complete ခွန်နှစ်ခွန်လို့ break ဆင်းသွားရင်ခုနကကျွန်တော်ပြောတာလေကနှစ်ခွန်၄6ဆိုတဲ့ break ကလည်း၃ရက်တွင်ဆင်းရမယ်တဲ့ကျွန်တော်ပြမယ်နော် break တွေအများကြီးရှောက်ပြရမယ်ပြောနေကျွန်တော်ချုပ်ရှင်လို့ပြောပြတယ်နောက်တစ်ခါအလဲပူးရင်တဲ့အလဲပူးရင်အဲ့မှာအလဲပူးဟုတ်တယ်နော်အလဲပူးကျွန်တော်မနေ့ကလည်းပြောအလဲပူးရင်တစ်ချောက်တပြားဒူရီမုတ်ကျွန်တော်38လေးဆိုပြိဟာတဲ့၃ရက်တွင်ဆင်းရ အဲနှစ်ရက်အတွင်းဆင်းရမယ်တဲ့ဆိုတော့ဒီမှာအလဲဘူးကဒီမှာသုံးပရိတ်ဆိုတာဆင်းတယ်အခုတခါထပ်ပြီးအလဲဘူးတဲ့အဲ့တော့3 8 4ဆိုတဲ့ပရိတ်ကလည်းဆင်းရမယ်နော်ခဏလေးနော်3 8 4ဆိုတဲ့ပရိတ်ကလည်းဆင်းရမယ်တဲ့ဟုတ်ပြီဒါဆိုရင်8ထိတ်ဒီမှာ8ထိတ်လို့ပေးခဲ့တယ်8ထိတ်လို့ပေးခဲ့တဲ့အတွက်ကျွန်တော်တို့ကဗာလဲ2 4 6ပရိတ်2 4 ိုး6ပရိတ်ကလည်းနှစ်ရက်သုံးရက်တွေမှာဆင်းရမယ်တဲ့ဆိုအဲ့မှာဒီမှာကျွန်တော်တို့၈ထိတ်လို့ပေးခဲ့တယ်နှစ်၄၉6ပရိတ်ဒီမှာနှစ်ပရိတ်ဆိုရင်ဆင်းတယ်အခုတခါ၈ထိတ်လို့ထပ်ပေးပြန်တယ်နှစ်၄၉6ပရိတ်ဒီထပ်ပြီးဆင်းရပါအောင်မြဲတဲ့ဆိုရဲအခါကျတော့နှစ်၄၉6ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့ဒီထက်မှာပရိတ်အားအသားတွေကိုကြည့်မယ်ဆိုရင်၄၉ဒီမှာ၄၉ဒီမှာ၄၉ဟုတ်တယ်နော်အဲ့ဒီအမှဒီ၃ဒီ၄ခုကျွန်တော်တိုက်ဆိုင်ဖို့ဆိုရင်ဒီ၄ပရိတ်ဒီဆရာကြီးပဲနော်တကယ်လို့တိုက်ဆိုင်ပြီးအကုန်ထွက်မယ်ဆိုရင်မထွက်ဘူးဆိုရင်၄ကိုပရိတ်ကြီးအကောင်ဆုံးဖြစ်တယ်အဲ့တော့ခုနကကျွန်တော်ပြောခြင်းတဲ့အထက်မှာဒီမှာ၄ပရိတ် ဒီမှာ၄ break နော်အရန်အနေနဲ့ဆိုဒီမှာ၉ break ဟုတ်လား၉ break တွေကခဏခဏထွက်တာရဲ့အတွက်ကျွန်တော်တို့၄ break ကိုကျွန်တော်ပို့ကြိုက်တယ်အဲ့တော့ကျွန်တော်မနေ့ဖက်ငါးကိုတင်ကနဲ့အနေနဲ့ကစားမယ်ဟာဒီ၃၁ 86ဖြစ်ပါတယ်เนาะဒါမှကျွန်တော်ပေးတဲ့ကဏ္ဍကိုမကြိုက်ဘူးဆိုရင်ဒါကျွန်တော်ကကျွန်တော်ရတဲ့နီကိုဝင်ညာကြီးမဲ့ဖြစ်တယ်เนาะဆရာလုပ်ချင်းမဟုတ်ဘူးကြိုက်မှယူမကြိုက်ရင်မယူနဲ့ဟာလားဒါမှကျွန်တော်ပေးတဲ့နီကိုမကြိုက်ပါဘူးကိုပါကိုပဲကီးထိတ်ကိုယူကစားမယ်ဆိုလဲကီးထိတ်ကိုယူကစားဝမ်းချင်းကိုကြိုက်လို့ဝမ်းချင်းကိုယူကစားမယ်ဆိုတော့ဝမ်းချင်းကိုယူကစားဒါမှမဟုတ်လို့ဒီ break ပဲငါတို့အများအားကစားနေရဖြစ်တယ်လေဒီ break အဲပဲကစားမယ်ဆိုလဲဒီ break ကိုပဲယူကစားကြိုက်တာယူကစားအတိကပောက်ဖို့ရေးကြီးရေပေါ့เนาะကဲအဲ့တော့ကျွန်တော်ရဲ့ဒီကနေ့တင်ဆက်မှုတွေကတော့ဒီလောက်ပဲဖြစ်ပါတယ်အားလုံး နောက်ဆုံးပဲအိတ်နဲ့လွယ်ပျော်ရွှင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးရင်ဒီကနေ့ဗီဒီယိုဖိုင်လေးကိုဒီညနဲ့ကျွန်တော်တို့အဆုံးတတ်လိုက်ပါရစေ။